ဟင်းဝီရင်နဲ့လက်ထက်မဲသူတို့သမီးကစိုးပြေတစေမဟုတ်ကြောင်းသတင်းတွေထွက်ပေါ်လာအားလုံးပဲမင်္ဂလာပါရှင်ဘာမဆယ်လီဘရတီကနေကြိုဆိုလိုက်ပါလူပြိုကြီးပွားနေနေထိုင်နေရဲ့မင်းသားဟင်းဝီရင်တယောက်မကြခင်အချိန်တွင်းမှာပဲလက်ထက်မင်္ဂလာပွဲကြီးကျင်းပသွားတော့မယ်လို့တရားဝင်အသိပေးလာခဲ့ပါပြီဒီကြောင်းနေကတော့မင်းသားဟင်းဝီရင်ရဲ့အသက်36နှစ်ပြည့်ဝန်းနေလေးမှာဟင်းဝီရင်ရဲ့မိဘနှစ်ပါးကိုရိုင်းကတရားဝင်အတီးပြုလာခဲ့ပါဒီခါမှာဟင်းဝီရင်လက်ထက်မဲ့အမျိုးသမီးကနိုင်ငံကျော်မင်းသမီးလေးစိုးပြေတစင်ဖြစ်နိုင်တယ်ဆိုပြီး အားလုံးကထင်ကြည်ပေးနေကြတာပါဟေဝင်ရဲ့ယမီးပါတွေကိုယ်တိုင်ကလည်းပြိသက်တွေထင်နေသလိုမျိုးဖြစ်နိုင်တယ်ဆိုပြီးအရင်အမို့ပြောသားခဲ့ပါသေးတယ်။ဒါကြောင့်ဟေဝင်ရဲ့နဲ့စုပြစ်တဲ့စင်တို့ငယ်ချင်းစုံတွဲလေးမကြခင်အချိန်အတွင်းမှာလက်ထပ်တော့မယ်ဆိုပြီးတော်တော်များများကဝမ်းသာနေကြပါဒါပေမဲ့လည်းတကယ်တမ်းမှာတော့ဟင်းဝင်ရလက်ထမဲမိန်ကလေးကစိုးပြစ်တဲ့ခြင်းလုံးဝမဟုတ်ဘူးဆိုတဲ့သတင်းတွေကအခုလိုမျိုးပဲပေါ်ထွက်လာခဲ့ပြန်ပါ යි အတီးကြတော့ပြောလို့မရဘူးဆိုပေမဲ့လည်းစိုးပြစ်တဲ့စင်မဟုတ်နိုင်တဲ့ခမန်းချက်တွေကလည်းရှိနေခဲ့ပါတကယ်ဆိုရင်ဟေဝီယန်နဲ့စိုးပြစ်တဲ့စင်ဆိုတာကနှစ်ပေါင်းများစွာကြာအတူတကွနေထိုင်လာခဲ့ကြတာပါအမှုပညာအလုပ်တွေလည်းအတူတွဲလို့သလိုအပြင်မှာဆိုရင်လည်းမောင်နှမအရင်းတွေလိုရင်းနှီးခင်မင်စွာနဲ့နေထိုင်ခဲ့ကြပါ යි ဒီလိုနေထိုင်နေနဲ့ချစ်သူတွေဖြစ်နေပြီလားဆိုပြီးထင်ကြီးပြီးနေကြတဲ့အခါမှာလည်းလုံးဝကိုဝန်ခံပြောဆိုခဲ့ခြင်းမရှိပါဘူး။ဟေးဝီယံဘက်ကလည်းလုံးဝအစင်မတက်ခဲ့ပဲတည်ငြိမ်တဲ့ပုံစံနဲ့သာစူးပြစ်တဲ့စင်ကိုဆက်ဆံခဲ့တာပဲဖြစ်ပါ යි ။ ီဒီယိုတော်တော်များများမှာကြည့်လိုက်မယ်ဆိုရင်မင်းသမီးလေးဆိုပြတဲ့တဲ့ဘက်ကသာဟင်းဝီရဲ့အနာကိုအတင်းကက်နေရတာပါဟင်းဝီရန်ကတော့အဲ့လောက်ကြီးစိတ်မရှိပဲမောင်နှမလူမျိုးသားဆက်ဆံနေရကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဟင်းဝီရဲ့အနေနဲ့ဆိုပြတဲ့စဉ်ကိုရွေးချယ်လက်ထပ်ဖို့မဖြစ်နိုင်ဘူးဆိုပြီးထင်နေကြတာတွေလည်းရှိပါတယ်ဒါတင်မကဟင်းဝီရဲ့မိဘတွေဟာဆိုရင်အစိုင်းပိုင်းကြီးကစဉ်သက်လာကြသူတွေပြပြသူတို့သားလေးကိုတွေ့ကြရမင်းကလေးနဲ့သဘောမတူကြပါဘူးပထမတစ်ခါတုန်းကလည်းဟင်းဝီရဲ့နိုင်ငံကျော်အစိုးရမလေးတို့နှစ်ယောက်ရဲ့အခြေအနေကို သဘောမတူတဲ့အတွက်လမ်းခွဲခိုင်းခဲ့ပါတယ်။ဒါကြောင့်လဲဟင်းဝီရဲ့တယောက်ယနေ့အချိန်ထိလူပြိုကြီးဖြစ်နေရပါ။အခုလဲဆိုပြတဲ့စဉ်ကနိုင်ငံကျော်မင်းသမီးလေးဖြစ်ပြီးအရန်ချစ်စရာကောင်းပေမဲ့လဲဟင်းဝီရဲ့မိဘတွေကသူတို့ဇာတ်လမ်းနဲ့မကိုက်ငြိမ်လက်ခံမဲ့ပုံမပေါ်ပါဘူး။ဒါကြောင့်လဲနှစ်ပေါင်းများစွာကြာအတူရှိနေကြတဲ့သူတို့မြောက်က အစင်မတက်ခဲ့ကြပဲဒီတိုင်းရှိနေခဲ့ကြဖြစ်ပိုင်နောက်ပြီးဟင်းဝီရန်ဘက်ကမိဘတွေတာမကစူပြေတစင်တို့အတိုင်းဝိုင်းဟာဆိုရင်လေဟင်းဝီရန်နဲ့သဘောတူချင်ပုံမပေါ်ပါဘူးသူတို့ကလည်းအရန်ချစ်စရာကောင်းပြီးနမယ်ပြက်အရှုပ်ရှံလုံးဝမရှိတဲ့သူတို့ရဲ့သမီးလေးစူပြေတစင်ကိုပိုပြီးတင့်တော်တဲ့တထေးကြီးကြောင့်နဲ့လက်ထပ်ပေးချင်ခဲ့တာပါဒါကြောင့်မကြခင်အချိန်တွင်မှာဟင်းဝီရန်လက်ထပ်မဲမင်းကလေးကစူပြေတစင်မဟုတ်နိုင်ဘူးဆိုပြီးအခုလိုမျိုးပဲသတင်းတွေပြန့်နှံ့နေကြရပဲဖြစ်ပါတယ် ဟေမရန်ကအခုနှစ်အတွင်းမှာလက်ထက်မင်္ဂလာပွဲကျင်းပသွားမယ်လို့ပြောနေပေမဲ့သူ့ရဲ့သူတို့သမီးလေးကိုထုံမပြခဲ့သေးတာကလည်းအကြောင်းတစ်ခုရှိနိုင်ပါသေးတယ်။တကယ်လို့ဟေဝင်ရဲ့သူတို့သမီးလေးကဇိုးပြေတဲ့စင်သားဆိုရင်တော့သဘောတူကြရဲ့ပြည်သူတွေအနေနဲ့ဝမ်းသာရှာမှာပါ ဒါပေမဲ့လည်းအခုချိန်ထိသူတို့သမီးကိုထုတ်မပြပေးမျိုးဝတ်ထားရတဲ့အကြောင်းရင်းကစိုးပြေတဲ့ခြင်းလုံးဝမဟုတ်တဲ့အတွက်ဝီဖန်ခင်ရမှာဆိုရကြဖြစ်တယ်ဆိုပြီးပြောနေကြပါ යි တကယ်လို့ဟေဝီယန်လက်ထက်မဲ့သူတို့သမီးကမင်းသမီးစိုးပြေတဲ့ခြင်းမဟုတ်ဘူးဆိုရင်အခြားဘသူများဖြစ်မယ်လို့ထင်မြင်မိကြပါသလဲရှင်